ဗုဒ္ဓနေ့ပွဲသွားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာမူလစီစဉ်တာတွေကိုရပ်တန့်ပြီးတော့ကိုလမ်းကြောင်းတဲ့စီစဉ်သစ်တွေနဲ့ရှေ့တိုးရင်အရာရာဆင်ပြေသွားမယ်လုံးလက်ဆကောင်းပါပြီလုံးနေဘာမှပြီးမြောက်မှာမဟုတ်ပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချရမယ်စန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ လုံးတဲ့တော်တဲ့ရာကိုကောင်းတဲ့စနစ်တကျဆင်ခြင်ပြီးလောက်ရမယ်ဒီကဏ္ဍဟာလေမာပန်းတဲ့ချင်းအရာရာအစဉ်ပြောင်းဆွရနိုင်ခြင်းရဲ့အနစ်သာရပေါ်လျောင်းသုံးချနိုင်မှအတော်တန်ဆင်ပြေမဲ့ကာလဖြစ်တဲ့ရောင်းမဝင်မှဖြစ်တတ်တဲ့အလောကြီးမလို့ရအောင်ရေကမ်းမောင်းနေမှုကိူးဆက်ရမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်နှစ်ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးတုတ်တက်သုံးရက်နေ့မှာရမယ်ခွေတွေပြန်လဲတောင်းဆိုနိုင်တယ်လေးရက်နေ့ကအလုံးစုံဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်၅ရက်နေ့ကတော့ ရံပြဒနာတွေဖြစ်ရှင်းရမယ်ရှင်ပြန်မှုတွေများ6ရက်နေ့နဂဘောရံလည်းဖြစ်တယ်ရံလည်းများမယ်အတိုက်ခံလည်းများမယ်နောက်ရက်ကအနေတွေရှိတတ်တယ်ပြဒနာတွေနောက်ရက်ကိုသွားခြင်းဖြစ်တတ်တယ်မတဆဖြစ်တတ်တယ်နေကတဏ္ဍာန်ခွဲနဲ့၃နိုင်အတော်တွင်သွားတာကယူဆရမယ်ခုနှစ်ရက်နေ့မှာတော့စိတ်ချမ်းသာမယ်ပျော်ရွှင်မယ်ဒါပေမဲ့မတော်ဆညင်ရှိတယ်မင်းတို့မဟာရကျမ်းနဲ့တိုင်တယ်မြောက်ရကုန်ဒီသွားစရာနေရှိတယ်အပျော်နှံပြီးအနေရှိလက်တယ်နေမျိုးစားအဲ့ဒီမှာမနဲ့ စနေခွဲနဲ့စနေတိုင်းတွေအသွားလာနေတိုင်းထုပြုတ်ယူဆိုင်ရမှာပေါ့ဒီကလာတော့တွေမှာဇာတပတိနေသောဇာနေစနေမွေးသူတွေကိုကိုကောင်းကျိုးပေးပြီးတော့ရင်ကနေဗုဒ္ဓနေမွေးသူတွေဒုက္ခပေးလိမ့်မယ်အနီအောင်ချက်သွေးအောင်ဘန်းအောင်တို့ကိုသုံးမှာ369ကဏ္ဍတွေကိုသုံးဆွဲပေးပါလာပြင်းနေနတော်လာပြင်းနေဇာတပတိနေနဲ့တိုက်ဆိုင်နေအဲ့ဒီမှာ လင်မန်းတစ်ချက်တည်းမှာလက်ဘက်လေးပုံပုံပြီးတော့ဖျားကက်လူရင်လပြင်းတဲ့ဂျာသာပတိမှာလက်ပွင့်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ဖြစ်တယ်လက်တွေ့ဆောင်ရွက်ပြီးကောင်းကျိုးကိုရနိုင်မှာကျေးဇူးတင်ပါ